ရောနေက energy talent explosive ပေါက်ကွဲအပြင်းအကောင်းတဲ့ကစားသမားပါဒေါသကြီးတဲ့ခေါင်းမာတဲ့စိတ်သက်ပြင်းထန်တဲ့ဖာဂီတောင်သူ့ကိုတော်တော်ထိန်းရတယ်ဖာဂီက run gain cantona တို့လိုကစားသမားတွေကိုထိန်းချောင်းခဲ့တာကြောင့်သာ ronnie ကိုလမ်းကြောင်းမှန်ပေါ်တင်ပေးနိုင်ခဲ့တာပါတော်ယုံနှီးပြမလုံနိုင်ပါဘူး ronnie ကကြောင်ရိုင်းနဲ့တူတယ်သွေးနိုင်တဲ့လောက်တန်ဖိုးရှိတာမျိုးပေါ့ ronnie ကပြင်းထန်တဲ့လောက်ပါရမီထူးခြားတဲ့ကစားသမားလည်းဖြစ်ပါတယ်ဒါပေမဲ့ အရက်အလောင်းကစားမိမနဲ့ပါတီကိစ္စတွေသာကင်းကွာနိုင်ခဲ့မယ်ဆိုရင်အခုထပ်ပုံမြင်တဲ့အဆင့်တစ်ခုနဲ့ကစားသမားဘဝကိုအဆုံးသတ်နိုင်ခဲ့မှာပါငယ်ရွယ်တဲ့အချိန်တွေကိုအသင်းတစ်သင်းအတွက်ပိတ်ဆက်ခဲ့တဲ့ပိတ်ဆက်တယ်ဆိုတဲ့ဇာတ်ကားကိုဒီနေရာမှာလွယ်လွယ်သုံးလို့မရဘူးအသင်းတစ်သင်းမှာနှစ်တွေအများကြီးကစားပေးခဲ့တိုင်းပိတ်ဆက်တယ်လို့မခေါ်သေးဘူးဝိန်းရိုနီတို့ကြတော့ပိတ်ဆက်တယ်ဆိုတဲ့ဇာတ်ကလုံးကလုံလောက်မရှိသေးဘူးဒါကို United fan တွေအသိဆုံးပါပဲ United နဲ့အတူ Super League ပေါင်းများစွာရရှိခဲ့ပြီး club အသင်းနဲ့ကျန်းနိုင်သမျှ Super League အဆုံကိုရယူနိုင်ခဲ့သလို United ရဲ့ All Time Goal Scorer လည်းဖြစ်ခဲ့ပါဗျ။အင်္ဂလန်ရဲ့ Tara Twin ကိုအများဆုံးကစားသမားလည်းဖြစ်ခဲ့ပါဗျ။အသက်16နှစ်မှာပဲအောင်မြင်မှုတွေနဲ့မစိမ့်ခဲ့သူဖြစ်ပြီးအဲဒီချိန်ကအာဆင်နယ်နဲ့ပွဲမှာလူစားဝင်လာတဲ့ကစားသမားလေးကိုသူကမှသိမှာမဟုတ်ပါဘူး။အဲ့ဒီကောင်လေးကအာဆင်နယ်ရဲ့49ဝယ်မရှိစံချိန်ကိုလူစားဝင်ကစားသမားကရိုက်ချိုးပြစ်လိုက်ပါဗျ။ Rooney ကနေချင်းညချင်းနဲ့မဲကြီးသွားတယ်။ Honorary ကတော့ဒီကောင်ကအသက်16နှစ်လားဟာလို့မေးရတဲ့အထိသူ့ပုံစံကအကြောက်လက်မရှိတဲ့ပုံဖြစ်နေခဲ့ပါဗျ။ 2002ခုနှစ်က BBC က PAD Sport Personality of the Year Award ကိုဆုခုနိုင်ခဲ့ပါသေးတယ်။ဒီလိုနဲ့အဆကောင်းခဲ့တဲ့ Rooney က2004မှာလည်းအင်္ဂလန်နိုင်ငံအသင်းရဲ့မျှော်လင့်ချက်ဖြစ်လာခဲ့ပြီးလူ့ရေးစင်အသင်းနဲ့အတူလူတိုင်းစောင့်ကြည့်ခြင်းနဲ့လူငယ်ကစားသမားဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ဆွစ်ဇာလန်အသင်းနဲ့အုပ်စုအဆင့်ပွဲစဉ်မှာဂိုးနှစ်ဂိုးသွင်းခဲ့ပြီးယူရိုပြိုင်ပွဲရဲ့အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ်သက်18နှစ်နဲ့အဲ့ဒီအချိန်ကမှတ်တမ်းဝင်သွားခဲ့ပါတယ်။ ပြန်ပွဲပြီးဆုံးချိန်မှာလည်းပြိုင်ပွဲတစ်လျှောက်ဒုတိယဂိုးသွင်းအများဆုံးသူဖြစ်ခဲ့ပါတယ်။ဒါအပြင်2004ယူရိုရဲ့ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံး17ယောက်စီးရင်မှာလည်းပါဝင်ခဲ့ပါတယ်။အဲဒီနောက်တော့ကလပ်အသင်းကြီးတော်တော်များများကရွန်နီကိုခေါ်ဖို့စိတ်ဝင်စားလာခဲ့ပေမဲ့စာအဲလက်စ်ရဲ့ပါနေတဲ့ချင်းကမှုကြောင့် United ပဲရွန်နီကိုရရှိသွားခဲ့ပါတယ်။ဖာဂူဆန်ကလည်းရွန်နီကိုယုံကြည်ခဲ့ပြီး Champions League မှာပွဲဥထွက်ကိုစတင်စေခဲ့ပြီးရွန်နီကလည်းဖာဂူဆန်ရဲ့ယုံကြည်မှုကိုစိတ်မပြတ်စေခဲ့ပဲ hat-trick သွင်းပြီးသူ့ကိုစောက်ကြည့်နေတဲ့သူတွေကိုပြသပေးခဲ့ပါတယ်။ အဲ့ဒီကြောင့်ဖာဂူဇန်ကသူ့ကိုအသေးနဲ့အံဝင်ဖို့နည်းနည်းထပ်ဆောင်ရမယ်ဆိုလဲစိတ်မပြတ်ပါဘူးဒါပေမဲ့အခုလိုလုံးပြနိုင်တာကတော့အံ့ဩစရာပါအဲ့ဒီဖာနာဘာချီပွဲရဲ့ဟက်ဒရစ်ကချန်ပီယံလိပြိုင်ပွဲရဲ့အသက်ငယ်ဆုံးဟက်ဒရစ်ရှင်ဖြစ်လာခဲ့ပါတယ်ဒါကြောင့်ဘောလုံးပွဲသုံးသက်သူတွေကျွမ်းကျင်ကလောင်ရှင်တွေရဲ့ဂျာလန်လစ်တွေကရော်နီကအင်္ဂလန်ဘောလုံးသမားရဲ့အကြီးကျယ်အခမ်းအနားဆုံးကစားသမားဖြစ်လာမယ်လို့ကြိုတင်ခန့်မှန်းခဲ့ကြပါတယ်ခရစ္စတီယာနိုရိုနယ်ဒိုထက်တောင်ပိုတော့ပလာမယ်အနာဂတ်ပိုင်ဆိုင်မဲ့သူလို့သတ်မှတ်ခံခဲ့ရပါတယ်ခြေထောက်နှစ်ဖက်စလုံးတန်တယ် ပွဲကိုအကောင်းဆုံးဖတ်နိုင်တဲ့ဘောလုံးညံ့ရင်မြင်ပါတယ်အကောင်းဆုံးအဆုံးသက်ဆွမ်းရည်ရှိတယ်ပွဲဖြေကိုပြောင်းလဲပေးနိုင်တဲ့ကစားသမားဒါရီကရွန်နီအသက်28အထိအတင်းဆောင်မရှိဘဲတောက်လျှောက်အောင်မြင်ခဲ့တဲ့ရွန်နီရဲ့ပုံစံမှာဒါပေမဲ့ရွန်နီကအရက်တောက်ချင်းနဲ့ကွင်းပြင်မှာပြဿနာရှာသူအဖြစ်ပြောင်းလဲခဲ့ပါတယ်အဲဒီနောက်ရွန်နီကမီဒီယာရဲ့ပြစ်မှတ်ဖြစ်လာခဲ့ပြီးသူ့ရဲ့အရက်တောက်တာတွေအလောင်းကစားလုပ်တာတွေမိမကိစ္စပြဿနာတွေဒီသတင်းတွေကကြီးစိုးလာခဲ့ပါတယ်ဒီလိုတွေဖြစ်လာခဲ့ပေမဲ့အသင်းဘက်ကစာချုပ်အသစ်ချုပ်ခဲ့ပြီးရွန်နီကိုယုံကြည်မှုမပြတ်ခဲ့ပါဘူး တကယ်တော့ရွန်နီကသူ့ရဲ့အောင်မြင်ဆုံးကာလ2010လောက်ထဲကဒီလိုမျိုးတွေစတင်နေခဲ့ပြီဖြစ်ပေမဲ့စာအဲလက်ရဲ့စီကန်းကြီးမှုကြောင့်သာတိတ်မလုဖြစ်ခဲ့တာပါဖာဂူဆန်ကရွန်နီရဲ့နေထိုင်မှုပုံစံကိုမပြောင်းလဲရင်အသက်30ကျော်တဲ့ဘောလုံးကစားမှုမဖြစ်နိုင်တော့ဘူးလို့ဂျိုဒင်ဟောဂင်းထုတ်ခဲ့ပါတယ်စာအဲလက်ရဲ့ခံမှန်းမှုကအမှန်ကန်ခဲ့ပြီးစာအဲလက်2013မှာအနားယူပြီးနောက်ပိုင်းရွန်နီကကွင်းထဲမှာသူကစားခြင်းတို့ကစားဖို့ခက်ခဲသွားခဲ့ပါတယ် ဒါဟုရိတ်စားမိတဲ့ရွန်နီကလေ့ကျင့်ခန်းတွေလုပ်ပြီးခန္ဓာကိုယ်တိစောက်မှုတွေပြန်လည်လုပ်ကိုင်ခဲ့ပေမဲ့သူငယ်ချင်းနဲ့အရက်တောက်ဖို့အတွက်မငင်းဆန်ခဲ့ပါဘူး။နာရီ2ရက်လောက်ရရင်ပဲဘဲမှမသွားပဲအိမ်မှာပဲတောက်ဖြစ်လိုက်တယ်လို့ပဲရိုနီကပြန်ပြောဘူးကတည်းက2016ခုနှစ်မှာစပိန်အသင်းနဲ့ကစားရမယ့်ပွဲစဉ်မှာလည်းအသင်းတဲခုကန်ရဲ့ဟိုတယ်ကဘားကိုလေ့ကျင့်ရေးဝတ်စုံနဲ့ရောက်ရှိလာခဲ့ပြီး ီယာနဲ့ဝိုင်တွေကိုမနှက်မိုးလင်းတဲ့အထိတောင်းနေခဲ့ပါတယ်။ဒါကြောင့်မဲ့ဒီပွဲမှာသူ့ကိုဒဏ်ရာကြောင့်မပါနိုင်တော့ဘူးလို့အသင်းဘက်ကထုတ်ပြန်ခဲ့ပြီးလူစင်းကနေခြံလှန်ထားခဲ့ရပါတယ်။အဲဒီနောက် Everland ကိုနောက်တစ်ချိန်ရောက်ချိန်မှာလည်းရန်မူဗီကားမောင်းခဲ့လို့ကားမောင်းဝင်လိုင်စင်နှစ်နဲ့ပိတ်ခံခဲ့ရပါတယ်။ DC United နဲ့ America မှာကစားချိန်မှာတော့အရက်တောက်ချိန်ပုံမူရရှိခဲ့ပြီး Washington DC လေးစိတ်မှာမတင်တော်တဲ့ပြုမှုကြောင့်ဆိုပြီးထိမ့်သိမ်းခံလိုက်ရပါတယ်။ဒါကြောင့် Ronnie ရဲ့နာမည်နဲ့သတင်းစာတွေအထက်မှာဒီသတင်းတွေကပလူပြန်နေခဲ့ပါတယ်။ ဒီလိုပြောလို့ဒါတွေကြောင့် Ronnie က volunteer များခဲ့တာလားဆိုတော့ဒီခုလည်းတော့မဟုတ်ရပါဘူးအားလုံးသိထားတဲ့အတိုင်းအသင်းလိုအပ်ချက်ရ Ferguson တောင်းဆိုသမျှနေရာတိုင်းကိုကစားပေးခဲ့ရတာကြောင့်လည်းပါပါတယ်ဘယ်တော့မှညတော့မှတခါတလေနောက်ချံတခါတလေ AMF road ထိပါကစားခဲ့ရပါတယ် Ronnie ကတဦးချင်းစုတစိမ့်တွေကိုစိတ်ဝင်စားတာကြောင့်လည်းဒီစုတွေရဖို့အားမထုတ်ခဲ့သလိုအသင်းအတွက်သာကြည်ပေးခဲ့တာကြောင့်လည်းပါသလိုသူ့ရဲ့အကျင့်စိုးတွေကိုမဖြောင်းဖြတ်နိုင်တာကြောင့်လည်းသူရောက်ရမဲ့အဆင့်ထိသူ့ရဲ့ထိုက်တန်တဲ့အဆင့်ထိမရောက်ခဲ့တာပဲဖြစ်ပါတယ် ရွန်နီသားတကူကောင်းဆန်ခဲ့ရင်တိုက်စစ်မှုဟာတိုက်စစ်ပဲကစားခြင်းနဲ့ဆိုတဲ့အတမျိုးရှိခဲ့ရင်ကစားသမားတယောက်ပီတာစွာနေထိုင်ခဲ့ရင်ရွန်နီရဲ့ပါရမီကဗလွန်ဒီယိုရဖို့ဖြစ်ကိုဖြစ်နိုင်တယ်လို့ယုံကြည်ပါတယ်။ဒါကိုတတ်သိအနေနဲ့ပြောရရင်ရွန်နီက2004မှာဗလွန်ဒီယိုစကားတဲ့နောက်ဆုံး10ယောက်စီးရင်မှာအဆင့်ရှိရခဲ့တယ်။2009ခုနှစ်မှာလည်းစကားတဲ့10ယောက်စီးရင်နဲ့ပါခဲ့ပြန်ပါတယ်။2017မှာလည်းစကားတဲ့10ယောက်စီးရင်နဲ့အဆင့်9နေရာတွေရောက်ရှိခဲ့ပါတယ်။ဒါကရွန်နီကဗလွန်ဒီယိုအတွက်ဘလောက်နီးစပ်ခဲ့လဲဆိုတဲ့သက်သေပါပဲ။ သူသားတကူတော်စုတွေအတွက်တကူကောင်းစိတ်နည်းနည်းရှိခဲ့ရင်သူ့အသင်းအတွက်ပဲမကြည့်ခဲ့ရင်သူ့ရဲ့နေထိုင်ပုံမကောင်းတဲ့အကျင့်တွေသာပြင်နိုင်ခဲ့ရင်ရွန်နီကဗိုလ်တော်စုကိုတစ်ချိန်လောက်တော့ရှားနိုင်ခဲ့ပါတယ်အခုလိုအားကစားသတင်းတွေကိုအမြဲတင်ဆက်ပေးမှာဖြစ်လို့ကို like and share လေးလုပ်ပေးကြပါခင်ဗျာကြည့်ရှုပေးခဲ့တဲ့ပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ